ကိုရော့အခွင့်နဲ့နတ်ဆိုးတို့ကိုနှင်ထုတ်ခဲ့သောညလဲကိုရော့အခွင့်နဲ့များစွာသောသူတို့ကိုဆုံးမဩဝါဒပေးခဲ့သောညလဲကိုရော့အခွင့်နဲ့အနာရောဂါတွေငြိမ်းခဲ့သောညလဲသခင်ယေရှုကမတိတဲ့သူတွေရှိပါတယ်။ဒါကိုရှမသဲခရစ်ဝင်ခန်းစည်းခွန်အခန်းငယ်21ကနေ23မှာဖော်ပြထားပါတယ်။ဘာကြောင့်ပါလဲ။ကျွန်တော်တို့တမန်ကျမ်းစာကိုဒီလိုကကြည့်ကြရအောင်။ မသက်ခွန်27မှ23သခင်သခင်ဟုငါ့ကိုလျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမဲတော်၏အလိုကိုဆောင်တော်သူသာလျှင်ဝင်ရလိမ့်မည်ထိုနေ့၌ကသခင်သခင်ကျွန်ုပ်တို့သည်ကိုရော့အခွင့်နှင့်ဆုံးမဩဝါဒပေးပါပြီမဟုတ်လောနတ်ဆိုးနှင့်ထုတ်ပါပြီမဟုတ်လောများစွာသောတကူတို့ကို ပြပါပြီမဟုတ်လောဟုအများသောသူတို့သည်လျှောက်ကြလိမ့်မည်ထိုသို့လျှောက်ကြသောအခါသင်တို့ကိုငါအလင်းမသိအာဓမအမှုကိုပြုသော ောသူတို့ငါထမဖေချာဟုထိုသူတို့အားအတိလင်းငါပြောမည်အာမင်မှန်ပါတယ်သခင်ယေရှုခရစ်တော်ဘက်ကမသိဘဲနဲ့เนาะဒီနေ့ကျွန်တော်တို့လူတွေဘက်ကပဲသိတယ်ဆိုရင်အဲ့ဒီအမှုဟာเนาะအာဓမအမှုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အာရမဆိုတဲ့အကြောင်းအရာဆိုတာဗာလေနှစ်ဦးနှစ်ဖက်ကသဘောတူမ နှစ်ဦးနှစ်ဖက်ကနားလည်ပြီးတော့မှသဘောတူပြီးလှုပ်မှသာလျှင်ထို့အမှုသည်တန့်ရှင်းသောအမှုဖြစ်ပါရဲ့တစ်ဖက်ဖက်ကလက်မခံဘူးတစ်ဖက်ဖက်ကအတင်းကျပ်လှုပ်တယ်အာနာသုံးပြီးလှုပ်တယ်ချင်းချောက်ပြီးလှုပ်တယ်လင်ညာပြီးလှုပ်တယ်ဆိုရင်ဒါကအတ္တမအမှုဖြစ်တယ် အဲ့တော့ကျွန်တော်ယနေ့ခရစ်ယာန်တွေများစွာဟာလဲသခင်ယေရှုခရစ်တော်မပြောခိုင်းတဲ့စကားတွေကိုပြောတယ်သခင်ယေရှုခရစ်တော်မလုတ်ခိုင်းတဲ့အလုပ်တွေကို လုပ်တယ်သခင်ယေရှုခရစ်တော်လက်မခံတဲ့အရာတွေကိုလက်ခံမယ်လို့ထင်နေခြင်းဟာဒါပါလေအာရမအမှုဖြစ်ပါလေ ။ဒါကြောင့်ကျွန်တော်တို့ဂျမ်းမာချင်းချမ်းသာချင်းဒေသနာကဘာဖြစ်လို့နော်ဘုရားသခင်လက်မခံနိုင်လဲဆိုရင်ဘုရားသခင်ကသခင်ယေရှုကကျွန်တော်တို့ကိုရှမသဲခရစ်ဝင်လေးချမ်းလုံးမှာဖတ်ကြည့်ပါ။ဂျမ်းမာချင်းချမ်းသာချင်းကိုဟောဖို့မခိုင်းခဲ့ဘူး။ဒါပေမဲ့သခင်ယေရှုခရစ်တော်ကမခိုင်းခဲ့တဲ့အရာကိုခိုင်းပါတယ်ဆိုပြီးတော့ကျမချင်းချမ်းသာခြင်းဒေသနာဟောနေတဲ့သူတွေဝန်ခံလိုက်သိမ့်ပိုက်လိုက်လုပ်နေတဲ့သူတွေဟာဒါသခင်ယေရှုရှိမှအတ္တမအမှုကိုပြုနေတာပဲ ။ဘာကြောင့်လဲသခင်ယေရှုမခိုင်းတဲ့အလုပ်ကိုလုပ်တာသခင်ယေရှုလက်မခံတဲ့အရာကိုလုပ်နေတာဟာအာဓမအမှုကိုပြုတော်သူဖြစ်တယ်။ဒါကြောင့်ဒီအာတမအမှုပြုတော်သူသည်အခုအချိန်မှာတော့တိတ်မတိတာသေးပေမဲ့ထိုနေ့ဆိုရတဲ့တရားစီရင်ခြင်းရောက်တဲ့အခါကျရင်တော့သခင်ရှုခွတော်ကလက်ခံမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ဒီမှာပြောတဲ့ဟာလေးတွေလည်းရှိပါတယ်။ကိုရောခုနှစ်နှစ်ဆိုးတွေကျွန်တော်နှင်ထုတ်တဲ့လူအများကြီး9000တန်းဝန်တရားဟောခဲ့တယ် ဝိညာဉ်ကိုချစ်တဲ့စိတ်နဲ့ဟောတာမဟုတ်ဘူး။သခင်ယေရှုရဲ့တမန်တော်ကိုဟောတာမဟုတ်ဘဲနဲ့အခြားသောတရားတွေကိုကြိုးရှာတဲ့တရားတွေကိုနာမည်ကြီးဖို့အတွက်ဟောခဲ့တဲ့အတွက်ကြောင့်မလို့သခင်ယေရှုခရစ်တော်ကလက်မခံတာဖြစ်ပါတယ်။ဒါကြောင့်အလိုတော်ဆောင်တော်သူဖြစ်ပါတယ်။